ရှင်ကျမတို့ရဲ့ Rewu Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် ကျမတွေနေဖပြမယ့်စာအုပ်လေးကတော့ဆီယမ်မဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမြေဝဲဆိုတဲ့စာအုပ်ကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်နေသည်ချစ်ချစ်တောင်းအောင်ပူပြင်းလာလေ၏ဝင်းထိန်နေသောစဘာကင်းကြီးမှာ နေဘူးကျဲကျဲကြီးတဲတွင်အယောင်ထိုးလွှင့်၍မျက်စီတွေ ပူကျင်းလာသည်စဘာပင်ရှား၍ဒေါ်တန်းမြင့်၏ခြေသလုံးများတွင် အစင်းတွေနီရဲလျက်ရှိလေသည် လေတိုက်၍သော၎င်းလက်နေဆွဲလိုက်သည့်အခါတွင်၎င်းတပင်နှင့်တပင်ပုထိသွားသည့်အတန်တို့မှခြောက်ကြီးကြီးရှာတာတာနှင့်ဥရားစရာကောင်းသည်ဟုထင်မိသည် လေတဲသို့တက်ခါတော်သည်မြေထမင်းစားပြီးအမောအပန်းဖြေနေ kait တွင်လှနွယ်သည်ဒဇင်ကိုဆွဲ၍ခိုးရိပ်လိုက်သည်ဒဇင်တစ်ချက်နှင့်လက်ဖနှောင့်တွင်သွေးများပန်းထွက်လာလေသဖြင့်အမေးမသိအောင်ကောက်ရိုးနှင့်တုတ်ပြေရလေသည် ဒေါ်သည်မြင်ကောက်ပြန်ဆင်းရိတ်သောအခါလှနှွယ်သည်ကောက်လှမ်းသိမ့်ပြီးရိုးပြတ်တွေသာကျန်သောလဲခွက်တွေထဲ၌ကောက်တင်းကောက်နှံများကို အပင်ကြိုအပင်ချားတွင်လိုက်ရှာကောက်ယူနေလေသည်လဲတဝက်ကုံသွားလျင်ဥတုတော်သည် ကောက်လှမ်းတွေကို ကျိုးလိုက်စည်းကလှဲနေတိုက်ပြီးတလင်းထဲတွင်တွားပုံထားလေသည် နေဝင်ရီတရောအိမ်တို့ပြန်လာကြသည့်အခါလဲထဲတွင် တနေလုံးလိုက်ရှာကောက်ခဲ့သောကောက်နံတွေမှာ တောင်းနေတရောင်ရှားကလေးသည်ညနေဆောင်အချိန်ဖြစ်သည် အနောက်ဘက်မိုးကုံစက်ဝိုင်းတွင်နီးမြန်းသောနေလုံးကြီးသည် ရွှဲနေပေသည် ကောင်းကင်၌ပြာရင်သောတိမ်ခိုးတိမ်နှန်းကြီးများ ရှက်တန်းလျက်ရှိသေးသည် မိုးအောင်မြေပြင်တွင် အမြင့်အနေအကာအကွယ်ဟူ၍မရှိညီညာပြန်ပြောကြဲဝန်းနေလေသောပင်လယ်ပြင်ကြီးမှမဆုံးနိုင်အောင်ပတ်ဝန်းတိုင်းချုံလျက်ရှိ၏ကြဲပြန်သောတလင်းကြီးတဲ့ကောင်းလိုင်းစည်းများကိုညီညီညာညာစီချထား၍ကောက်ပြန်ကြီးဖြစ်နေလေသည် ပေါလိုင်းကောင်းများတွင်ရှိသောအသီးအနှံချို့မှထောင်လျက်ပြုတ်ခဲနေကခေါင်းတွေကိုအိုးစားမကွဲကြသေးပေ။စပါးနေရန်ငှားထားသည့်ခွာကြီးခွာငယ်နော်ထီးနမနဘောင်းကလေးများမှဆယ်ကောင်လောက်ရှိပေမည်။ဥတူတော်သည် ကောက်ပြန့်အလဲတွင်ရက်လျက်ဒုတ်တချောင်းကိုကင်ကနဖားချိုးကိုထိန်၍စပါးနှဲနေလေသည်။ နွားတအုပ်ကိုကျိုးနှင်သည်ကကောက်ပြန့်မော်တွင်ပတ်ချာလှဲ၍ခြေနှင့်နင်းနေခိုင်းလေသည်နွားအုပ်မှာစေခိုင်းရာအတိုင်းကောက်ပြန့်မော်တွင်တတိကြီးပတ်ချာလှဲလျက်ဝိုင်းကြီးပတ်ပတ်တွားနေကြလေသည်နွားများကခြေထောင်းနှင့်နင်းသွားကြ၍စပားသီးများမှအခိုင်မှတဖြုတ်ဖြုတ်ပြုတ်ကြွေးကအောက်တို့ကြကုန်လေသည် ။ဥသူတော်သည်နွားများကဲ့သို့ပင်အချားကိုဘာမှမကြည့်ပဲနွားတွေချမ်းရံလျက်ကောက်ပြန့်ထဲတွင် မတ်တက်ရရင်ကိုကိုပတ်ချာလှဲ၍နေရလေသည်။မဲတဲသောကြောတွင်အင်းကြီးမရှိဘဲနှင့်ကရောင်းမြောင်အောင်ကြိုက်၍ကိုတုံးလုံးနှင့်ခမောက်ကို နောက်သို့လှန်ဆောင်ထားလေသည် သူ့ကိုကြည့်ရသည်မှာစီစုံတွင်လည်နေသောစုံတိုင်းကြီးကဲ့သို့ အစင်မပြေလာခြင်းကောင်ရိုးပေါ်တွင်နင်းနေကြသော နွားများ၏ပါဇက်တွင်စပါးနှယ်နေစဉ်ကောင်ရိုးများကိုမစားနိုင်အောင်ပချုပ်တတ်၍ပေးထားသည်ရှင်နွားနောက်မှနှဖြူကြီးမှတရွေတွေတများများနှင့်ကောက်ရိုးများကို စားကျင်လာ၍ရှေးသို့မသွားနိုင်ပေငိုင်းနေလေ၏ အစာကိုမြင်တော့လဲနှုတ်ခမ်းဟား၍မရနိုင်ရကခေါင်းတရံရံဖြင့်နှုတ်သီးနှင်ထိုးနေလေသည်။သူရက်နေ၍သူ့နောက်ကနွားများမှရက်ဆိုင်လျက်တရှူးရှူးတရှယ်ရှယ်ဖြင့်အမောအပန်းဖြေကတသိန်းသိန်းထွက်နေသည့်ကောက်ရိုးနံကို ရှူရှား၍အနမ်းခံနေကြသည်။ဥသူတော်သည်နွားဖြူကြီး၏ကြောကိုတအားလွှဲ၍ရိုက်လိုက်သည်။ နွားဖြူကြီးဤကြောကုန်းသားမှာ တဆတ်ဆန်လှုပ်သွားလျက်မလှမ်းခြင်းလှမ်းခြင်းဖြင့်လှမ်းသွားနေလေသည်နွားများကိုခိတအနာပေးသည့်အခါတွင် ကောက်ပြန့်တွေကို ကောက်ဆွားနှင့်လိုက်၍ဖွားဆွာပေးပြီးနောက်နွားများကို ပြန်နှင်းခိုင်းပြန်သည်လှနွယ်သည် တလင်းပေးသို့ရောက်လာပြီးနွားခေါအောက်ကကောက်နှံတွေကိုစိုက်ကြည့်နေလေ၏ စဘာကုံ၍ကောက်ရိုးကြီးကြံနေသောနေရာကိုနင်းသွားတိုင်းနှွားချေအောက်ကကျွီကျွီနှင့်ခွာတံတမျိုးထွက်၍နေလေသည်မိမိဆိုင်လိုက်သည့်ကောက်ပင်တွင် အမေက ရိတ်ပေးသည့်ကောက်နှံတွင်ဒီစဘာတွေဘလောက်ထွက်ပြီးဘလောက်ရမည်လဲဟုစိတ်ဝင်စားကတွက်ချက်ကြည့်လိုလာသည်ဥတုတော်လဲစရင်ငါကစဘာဘလောက်ရသလဲတော့ တနွေလုံးခါစဘာ90ရမှာပေါ့ဟာဒါဖြင့်ဥတုတော်စဘာအတင်း90ရတော့မှာပေါ့နော်ဥတုတော်ဒီကောက်ရိုးများကိုကောက်ဆွာတန်းနေမာ၍အတီးများကိုခါနေရမှာဘယ်90အကုန်ရမလဲမိုးရင်းနှုံးကအိမ်မိုးဖို့ငွေ20အရင်ယူထားတော့နှိမ်ယုံမှာပေါ့ကျန်တော်တွေကိုဥတုရမှာပေါ့ ဥတုလည်းတွက်တလောက်ဘဲကုန်ရမလဲတီကောက်ခါတို့ကျွေးတို့ပေးစရာတွေကဝိုင်းလို့ကြမ်းကြံပါစေဦးဘလောက်ထွက်မလဲဥတုတော်သည် ကောက်စာရန်ကိုချလိုက်ပြီးလျင်ခါထောက်၍ကောက်ရိုးအောက်ကစပားတွေကိုဟိုလှဲ့သည်လှဲ့ကြည့်က450လောက်ထွက်မလားမသိဘူးဟိုဖြည်းဖြည်းလေးလေးချင်းမှန်း၍ပြောလိုက်သည် လဲများရှိရင်ဟူသောအတွေ့မှာလှလွယ်ဤကောင်းတဲ့သူရောက်လာပြန်သည်လှလွယ်သည်နှုတ်ခမ်းများကိုတင်းကျက်စွာဆိတ်လိုက်ပြီးမျက်မှောင်ကြီးကြုံ၍နေ၏ထိုနောက်ခေါင်းကိုမတိမတာရန်ကတက်ပြင်းချလျက်အတွေ့ကိုမှုတ်ထုတ်ပြလိုက်သည် လဲနှင့်ပတ်သက်၍လဲရနိုင်သည်လဲလုံးနိုင်သည်တွင်စဉ်းစားတွေးတောကြည့်ခဲ့သည်များအဖက်ဖက်ကအလံအဝေးကြီးသာဝေးနေခဲ့၏မျက်လုံးများကိုစိုက်လျက်ကောက်ပြန့်ကြီးကိုမျက်တောင်မျှပင်မခတ်နိုင်ပဲအားထုတ်ကြိုးပမ်းပြီးကြည့်နေစဉ်မျက်လုံးများသည်မှုံမိုင်းညိုဆိုင်၍လာလေသည် ထိုနောက်ဝမ်းထဲလာ၍စိုးထက်လာသောမျက်ရည်များကိုမျက်တောင်များနှင့်ခတ်ပြစ်လေသည်လှနွယ်ခေါ်တန်လိုပင်ကြားလိုက်ရသည်လှနွယ်သည်လှဲမကြည့်ခင်ဒီအတန်ကိုမကြက်မိ၍နားအာယုံတွင် တမျိုးတစ်ပုံထူးခြားသွားသည် ထို့ကြောင့်ခေါင်းကို ဖြည်းဖြည်းပင်လှဲ၍ကြည့်သည် လက်ကင်ဘဝကိုခေါင်းတွင်စီးလျက်လုံချင်းအောက်ဆကိုလှန်၍ပောင်လေတွင် တကြော့တခါထက်စီးဝတ်ထားသောမိမိနောက်ကတ်လာနေသည့်ခက်ရွယ်ရွယ်လူငယ်တယောက်ကို တွေ့ရလေသည် ကိုနေလုံးကြည်ကြည်နှင့်အသားရည်ညိုမဲကကြောက်ပေါက်မှတက်တက်ကလေးရှိသောမျက်နှာတွင်ရယ်ပြုံးထား၏။တွားများမှဖြူဖွေးနေပေသည်။အမဲလူထွက်လာပြီလား လှနှွဲသည်အံဩစွာဖြင့်အနားသို့လျှောက်လာသောသူငယ်၏မျက်နှာကိုစိစိဆတ်ဆတ်ကြည့်ရှုနေလေသည်မနက်ကပဲရှင်းလင်းပြန်လိုက်တယ်ဟာတဲမှာအဖေကိုမတွေ့လို့လဲထဲလိုက်လာတာမိမိအားစိုက်ကြည့်နေသောလှနှွဲကို မကြည့်သလို ကြည့်သလိုဟန်နှင့်ပြန်ပြောပြီးဟိုဟိုဒီဒီလှမ်းကြည့်လိုက်သည် လူငယ်ဤပွင်လင်းချိုများ၍နုပြိုတက်ကြွနေသောဟံမူရာကိုလှနှွယ်သည်ငေးဆိုင်လျက်ပင်ကြည်နေသည်ဗျို့ဥတုတော်အဖေကောဗျဥတုတော်သည်ကောက်ဆွာတန်းနှင့်ကုန်း၍ကောက်ဆွာနေရာမှလှဲကြည့်ကားမောင်းသိမ့်လားဟေးမင်းလူထွက်လာဗလားဟိုလှမ်းမေးလေသည်အဖေကောဗျအဖေကော မောင်သိန်းကအရင်စလိုထက်မေးလိုက်သည် ဥတုဆက်ကိုသွားတယ်မနဲ့ပုံးမကြီးလှဲပွဲလို့ဖို့ကောင်းချင်းဆန်သွားကြိတ်တယ်ကွဘယ်တော့ပြန်လာမလဲမောင်ရင်ရောက်လာမှာပေါ့ဆန်ကနှစ်တင်းအောင်ကြိတ်ရတာကွ မောင်သိန်းသည်ဥတုတော်ဤစကားများကိုစုံအောင်နားမထောင်ကြားရဟန်လဲမတူ တခါတည်းလှဲထွက်သွားလေသည် ရှင်ပြကြည်လင်သောမျက်နှာဖြင့်လေးချွင်ရင်ခတ်တုတ်တုတ်ထွက်သွားပုံကိုလှနှွယ်သည် မျက်လုံးမျက်စံပြူးပြူးနှင့် အငေးကြီးငေးကြည်နေလေသည်ဒိုကြည်နေရာမှာမျက်စီထဲတွင် လူစရန်းနှင့်ပျောက်ကွယ်သွားသည့်အခါတွင်ဟန်ကြီးပန်ကြီးနိုင်လိုက်တာဟု တကိုယ်တည်းရွတ်ဆိုလိုက်လေသည် နုပြိုလန်းဆက်သော နေအောင်ကြီးကလေးသည်တက်ငယ်ကြားမှဆင်းပြူ၍လာလေသည်လှနွယ်သည်ခေါင်းကို စီရွှဲရွှဲထဲ၍ဂုတ်ပေါ်ကစံတော့ကိုသပင်ရှည်နှင့်အုပ်စုကိုင်းကနောက်တွင်တပတ်ကြော်၍ထုံလေသည်နောင်မမဝင့်တဝင့်မမိတမိဖြစ်နေသေးသောစံတိုးစံစားတို့ကိုလက်နေစံကစီနှစ်တက်၍ဖိပေး၏ ဂုတ်ပေါ်၌တနခါများထူပိန်းအောင်လူထားသည်ခေါင်းဖီးပြီးဂုတ်တွင်စီတွေပေကလက်ချောင်းထင်နေလေသည် စီယောင်မှပြောင်းထင်း၍နေလေသည်နှစ်ဖူးဆန်စားတို့တွင်လည်းလက်နှင့်ပူမိထိမိ၍စီများဖြင့်ကွက်ပြောင်းနေသည်တနခါဆံများထူပြောင်းနေသည် လေးတောင်မှန်ချက်ကလေးကိုကင်ထောင်လျက်မျက်နှာနှင့်အပ်ကြည်လိုက်၏ သူသည်မှန်ကိုကြည်လေ၏မှန်ထဲတွင် အဆက်အပြောင်များအကြားမှခံဝါးဝါပေါ်နေသော သူ့ရုပ်ကိုဂယုဆိုင်ကမြင်းအောင်ကြည်ပုံမျိုးလဲမကြည်ပေမှန်ကိုသာ ကြည်လေ၏စီထွက်နေသောမျက်နှာကိုမှန်နေ၌မြည်မိခြင်းလဲမရှိပေ။ မှန်ကိုထောင်၍တဏ္ဍခါအဆက်အပြောင်လူရနေရာမှန်သားတွင်နှစ်ဖူးတစ်ကွက်ပါတစ်ကွက်မေးစီတစ်ကွက်တစ်ကွက်စီလှက်ပတ်လျက်မျက်စီမေးကကြည်နေလေသည်ပါပေါ်၌တဏ္ဍခါကိုထူထူကြီးပကွက်ใหญ่လူထား၍အသားတွေတင်းနေသည်ဖြင့်ပါဇက်ကို အစွမ်းကုန်ဟပြဲလိုက်ရ၏ ပြီးလျင်မြခုံးပေါ်ကတနခါကိုဘီးနှင့်ဆွဲချက်သည် စိတ်လိုက်မန်းမှာမြန်မြန်ကြီးဆွဲဆွဲချက်နေသဖြင့်မြခုံးအထက်မြေရိုးဆက်တနခါများပါကွာကြကုန်လေသည်မြခုံးဆက်တွင်တနခါမရှိတော့ဘဲအသားပေါ်လာကနှီးမြန်းနေသည်မြခုံးဆွဲပြီးရှာထုတ်လိုက်ခါရှာကိုလက်ညိုးနေဆက်ခနဲတိုးလိုက်သည် လက်ညိုးတွင်ပါလာသည့်တရေဆူဆူနှင့်မြက်တောင်မွေးကိုစမ်းတုပ်ပစ်သည် အရှိန်နဲ့နဲ့လွန်သွား၍မြက်တောင်မွေးများပင်မကမြက်ခွန်မှာတရေများကွက်ပြီးသွားသည် ဖီးသားလိမ့်ချဲပြီးသွား၍မြက်ကွင်းဖြူဖြစ်နေသောမျက်နှာကိုမှန်ထဲတွင် ဆောင်းလိုက်တဲလိုက်လှုပ်ပြီးကြောက်ပြင်ပေါ်၌မှန်ကလေးကိုအตาပြန်မှောက်ထားလိုက်သည် ခါးထဲတွင်တူနှံ့နှံ့တရက်ထဲအင်ကြီးကိုမူအခါခါပြန်၍ငုံကြည့်တရက်ထဲအင်ကြီးအစင်းမှာညိုညိုညင်ညင်အစင်းထွက်နေပေရာ အဟောင်းနှင့်တူသည်ဟု စိတ်တိုင်းမကြပင်စိတ်တိုင်းမကြ၍လဲဝိယံဒီထဲကောင်းသည့်အင်ကြီးလဲမရှိပင် လုံကြီးလဲရန်ကြံသေး၍တဲထရန်တနည်းရွယ်ကြား၌ဖြန့်ညံ့ထားသော လုံကြီးကိုချောင်းမချောင်းစုပ်ဆန်းကြည့်ပြီးလျှင်စွဲอยู่ကမတ်တက်ရံ၍ထပ်ဝေလေ၏ထမိန်ပေါ်မှ အစင်းအဝါပန်းဖွေများသည့်အယောင်အစင်းပြတ်တက်တဲ့နှင်းဖောင်းဥများစွဲကဆူထိုင်းနေပေသည်အရွယ်ရောက်လာမှာ သူ့ကိုယ်သူဒီတခါလောက်လှလှပပဝိရှင်စိတ်မှာမပြေစဖူးထူထူကဲကဲပြင်းထန်သွားလေသည်။တောစီရလာစီရရှိလျင်ဝိစီရန်အင်းကြီးတထဲကောင်ထမိန်တထဲကောင်မှမဝဲနိုင်သည့်အဖြစ်ကိုစိတ်မကောင်းဖြစ်သွားမိသည်။ထိုအခိုက်မြတ်တင်သည်အပြေအလွှာရောက်ရှိလာလေသည်။ မျက်နာခြေဖုံလောက်အောင်လူးလာသောသူ့မျက်နာမှာရှုံရှုံတောက်နေလျက်ပါးပေါ်တွင်သွေးရောင်လျံကအာရလွန်းလာဟန်ဖြင့်တရွာရွာဖြစ်နေလေသည်လှဲတော်မဲတော့ဟုသူကသတင်းပေးလေသည်လှဲတွေစုနေကြပြီဟဲ့တို့တဲရလှဲရတော့အစိုးကြီးထွက်သွားတယ်ညီးများသွားနေပြီလားလို့လာအေးသွားကြစို့ သူတို့သည်တဲနောက်ဖေးမှလဲတော်သို့အပြေအလွန်ထွက်လာခဲ့ကြသည်လဲတဲ့သို့ရောက်သောအခါတဲတဲလုံနေသောအတန်များကိုကြားရလေသည်စဘာယိုးပြက်တွေထူထပ်နေသောကွင်းထဲ၌လှဲတွေစုယုံလျက်ရှိကြသည်လှဲပေါ်တွင် လူများအချို့ရောက်နေကြလေပြီတချို့လည်းလှဲနာတွင်ရက်လျက်လှဲတွေကို အလံများလိုက်ဆိုင်နေကြသည် ပန်းရောင်အနီ အဝါခေါင်းပေါင်းဘဝစသည်ယနေ့နန်းတဲ့လှဲတိုင်းတွင်ထူသောအလံဖြင့်တကွန်ဆိုင်နေကြလေသည်ဥတုတ်တဲရှိတွင် ပရိသတ်တယုံယုံနှင့်ဖြစ်နေလေသည်အငွေများတထောင်ထောင်ထွက်နေသည့်ကောင်းကြီးမောင်းကို တောင်းကြီးထဲ၌၌ယူပြီးတန်ပငံများထဲတွင်ထဲ့ကလာလာသည်။မြပြိတ်သက်ကိုကြွေမွေးနေလေသည် လှနှွယ်သည်တံပငံများကိုကိုင်ကာမတ်တရက်လျက်စုပ်စုပ်ပြီးအဝစားနေပေတော်သည်မြတင်မှာဥတုဇနီဒေါသနှင့်အတူ တောင်းထဲမှာကောင်းကြီးများကိုလက်မလဲအောင်ဝိုင်းဝန်းခုခတ်၍ပေးနေရလေသည်ကလေးတို့သည် ကောင်းကြီးမောင်းတောင်းသားတွင်ဝိုင်းအောင်ကလက်ဖြန့်၍စူညံစွာတောင်းနေကြလေသည် လက်ထဲ၌ကောင်းချင်းတဆုပ်ရသွားလျင်ခလေးတွေမှာဝမ်းသာအားရခုံပေါက်ခါကစင်းရိုး၌ကောင်းချင်းစားနေကြသည်ခလေးပေါ်များရှိရာသို့ပြေးသွားကြလေသည်ကောင်းញင်းစားရင်လူတွေကြည်လိုက်လှဲတွေကြည်လိုက်နေရုပ်ရုပ်တဲတဲဖြစ်နေသည်ကိုအာရကခုံပေါက်ဟစ်အော်လျက်အတော်ပင်မြူးထူးနေကြလေသည် ခလေးတိုက်ထဲတွင်အင်းကြီးမရှိပစိုးကွင်းတိုင်းနှင့်ခလေးတယောက်မှာကောင်းချင်းမောင်းကိုစားရင်းအလံတွေကိုငေးနေလေသည်ဂျေးအလိမ့်လိမ့်ဖုံအလူးလူးကိုနှင့်နှက်တွေတွဲလောင်းထွက်လျက်ငေးရံစားနေခိုင်တခြားခလေးတယောက်ကနောက်မှနေ၍ကစင်းပေါ်ကအလစ်တွန်းချလိုက်သည် အတွန်းခံရသည့်သူငယ်လေးသည်လဲကြမသွားပဲသူ့ရှေးကလုံနေသည် မိုးချိုးနှကွင်းငွေချေချင်းဝှက်လျက်အုတ်ထုတ်အနီကလေးဆောင်းထားသောလင်းငါးနှစ်အရွယ်ရှိခလေးလေးသာ အရှိန်နှင့်ထိုးလဲကြသွားသည်ရိုးပြက်တဲတွင်ခြေကားရလက်ကားရနှင့်ကြောင်းလန့်၍အော်ဟစ်ငိုယိုလိုက်သောခလေးဤအတန်သည်စီကနေညံသွားလေသည်ဟဲ့ ဟိုမှာလဲနေပြီ။ဟိုပြောပြောဆိုဆိုမိမနှစ်ယောက်တဲပေါ်မှာပြေးစင်းသွားကြသည်။မိမတယောက်ကခလေးကိုဆွဲထူကတယောက်ကအတွန်းခံရသည့်တငယ်ကလေးကိုကက်ကက်လန်းအောင်ရန်တွေ့နေလေ၏။နင်းမကောက်သားမဟုတ်လား။တေချင်းဆိုလေခလေးကိုဒီလိုပဲတွန်းရသလား။ဟင်ခလေးသည်ထူလိုက်ခါမှာ ပိုမို၍ကြွက်ကြွက်လောင်းအောင်ငိုနေလေသည်ကျွန်တော်တွန်းတာမဟုတ်ဘူးဗျဟိုကောင်ကကျွန်တော်လာတွန်းတော့သူကရှေ့ကနေလို့တိုက်မိပြီးလဲသွားတာဘာကျွန်တော်တွန်းတာမဟုတ်ဘူးလေမိမကြီးသည် ထမိန်ကိုဆွန်အောင်ဆွဲကပဇံပြဲအောင်អော်လိုက်သည်တဲတဲမှယောက်ျားကြီး၃ယောက်ထွက်လာကြကတော်ပါဗျာခလေးတွေပဲစော့ကြတာပေါ့ဟိုလာဖြန်ပြေးကြသည် မိမကြီးမှာကျဲလောင်ကျဲလောင်နဲ့အပီးမတတ်နိုင်ပဲဖွှင်းနွယ်တိုင်းထွားပြီးဆဲဆူနေလေ၏ခလေးကိုဒီလောက်မဆိုလာပဲခလေးအမေမကောက်ကူသာငယ်ချိုးငယ်နာတွေပေါ်၍ဆဲဆူနေပေတော်သည် မိမိအားလက်ညိုးတငေါင်းငေါင်းနှင့်ရံတွေ့နေပုံကိုစောင်းကန်းစောင်းကန်းနှင့်ပြန်ကြည့်လျက်တော်တော်ကလေးရောက်လျင် အမင်းမတော်လှုပ်ပြကားတငယ်ကလေးသည်ပစိုးကွင်းတိုင်းကိုစုပ်ကိုင်း၍လှဲတွေရှိရာသို့တအားကြုံပြေလေသည်လှနွယ်သည်ကလေးရံပွဲကိုငေးနေမိ၍အနားတွင် မောင်သိန်းရောက်လာသည်ကိုမတိလိုက်ပေမြတ်တေရော့တောက်ဟဲ့ ဟိုပြောလိုက်တော့မောင်သိန်း၏အတန်ကိုကြားရတော့မှလှဲကြည့်မိသည်ဟင်းတောက်ပကံလုံးနှင့်နွားတို့ထဲ၍မြတင်ကို မောင်သိန်းကလှမ်းပေးနေသည်မြတင်သည် မောင်သိန်းလက်မှလှမ်းယူလိုက်ခါနို့ပကံကို ကောင်းကျင်းတောင်းတစ်ပေးတွင်ချထားလိုက်သည်လှနွယ်သည် မမြင်ချင်အောင်ဆောင်လိုက်ခါတစ်ဖက်သို့အတာပြန်လှဲ့နေလိုက်သည်လှဲနေလိုက်မယ်မဟုတ်လား ငါမောင်းမယ်မြတင်သည်လှနယ်ကိုလှဲ့ကြည့်ကာလှຫນွေနယ်လိုက်မယ်ဟု ပြန်ပြောလိုက်သည်ကောင်းသိန်းကမိမိကိုကြည်မကြည်တော့ကြောခိုင်းထား၍မမြင်ရပေမိမိအားလှနှွယ်လိုက်မလားဟိုတခုံးမှလှမ်းမေးပေါ်မရပဲထွက်သားသည့်အတွေ့လှနှွယ်ဤစိတ်သည်သင်းကလည်းရှိလို့တွေးကြည့်တာဟိုထုံကျင်၍သွားလေ၏ဟဲ့ကောင်မ နွားလို့တောက်မလားမြားတင်သည်မလုံးသလိုပြုံးစီစီနှင့်လှမ်းမေးလေသည်ငါမတောက်ချင်ဘူးအေးညီးသာတောက်ပါ သူ့ကိုမှလာပေးတော့နိုးပကံကိုမျက်နာအံ့အံ့နှင့်တောက်လိုက်ရသည်ပုံးမကြီးရှင်မကိုခေါ်ရန်အချိန်တန်၍လှဲရီစီတို့စုယုံ၍ထွက်သွားကြသောလူအုပ်ကြီးနောက်သို့သူတို့နှစ်ယောက်လိုက်သွားကြသည် လှနွယ်တို့လဲတွင် မောင်သိန်းကမောင်းလျက်ခလေးလူကြီးပြုတ်သိမ့်တိုက်ထိုင်ကြသည်လှနွယ်သည်နောက်ဆုံးမှခြေတွဲလောင်းချကာထိုင်လိုက်လာသည်တစည်းနောက်မှတစည်းအစီအစဉ်အလိုက်တလင်းမေကောင်းလိုင်းတိုက်သည့်လဲလန်းချောင်းမှထွက်လာကြသည်လဲတွေထွက်လာကြသောအခါနေရောင်အောက်တွင်ဖုံတထောင်ထောင်ထာနေသည် တချို့လဲခွက်ထဲတွင်စဘာများကိုဖလေနေကြသည်ဖလေစဉ်ပေါ်မှလွင့်နေသည်စဘာအမေးအမွာအမေးများမှမှုံသွားမတက်ပင်လွင့်လာလေ၏ခလန်းလန်းမှရှိသောညောင်မင်းကြီးစီတို့လှဲများကိုဥတား၍မောင်းသွားကြလေသည် ပုံးမကြီးရှင်မကြီးသည်ညောင်းမင်းပေါ်၌အကိုင်းကိုမှီလျက်မိမိစီတို့တန်းစီမောင်းလာကြသောလှဲတန်းကြီးကိုမလုံမရှာအိန္ဒြေရရ ရှူစားတော်မူလေသည်ကောင်ရိုးတွေကို လူနဲ့တူအောင်အယုတ်ကြီးလှုပ်ထားကြကမိုးလင်းစားကပင်ညောင်းမင်းကြီးပေါ်၌သွားတင်ထားလိုက်သည် ရှင်မကြီးကောင်း၌ဆန်စုတက်လျက်တရက်ထဲထမိန်အနီးပွင့် ပိတ်အင်းကြီးအဖြူကိုဝစ်စင်ပေးထားကြသည်ရှင်မဘေးတွင်ပန်းရောင်ပဝါတပိုင်းကို ဝလုံးတွင်ခြေက အလံလုံးလျက်တိကိုင်းနှင့်ခြေနှောင်ထူဆိုင်ထားလေသည်ညောင်မင်းစီတို့ရောက်လျင် အပင်မော်ကအရှင်မကို ခြီမခေါ်ယူလိုက်ကြပြီးရှေဆုံးလဲကတင်ယူသွားရသည်အယုတ်ကြီးကိုထောင်ကင်ထားကလှဲကိုဒုံဆိုင်၍မောင်းသွားလေသည် လဲတွေမှာတလဲနေတလဲအမိလိုက်ခါအပြိုင်မောင်းလိုက်ကြသည် ရှင်မာကြီးသည်လဲပေါ်တွင်တခါတရံစိုက်မှန်နေလျက်တခါတခါလဲကတင်းအစင်းတွင်မြူးရွာခုံစော်နေလေ၏ရှင်မကိုကင်ထားသည့်လက်များက အထက်သို့မြောက်လာလေလျင်ရှင်မမှာရိမ့်ခါ၍တွားပြန်လေသည် ပုံးမကြီးရှင်မ ဟိုလဲဦးက လူရွယ်တယောက်ကစအော်လိုက်လေသည်လဲဘော်ကလူရွယ်တွေလဲတိုင်လိုက်သည်အတိုင်းပဲ့ဒီဟင်းအောင်လိုက်ဆိုကြလေသည်ပုံးမကြီးအရှင်မနိုပြင်းကိုးတောင်ချတို့လေတဲ့ကကြောကြောတို့လေတဲ့ကကြောကြောသုံးတောင်ကြော်တဲ့ဒိုဇက်ပါမထွက်စီလားထွက်စီလား အတန်များသည် လေထဲတွင်အာရတွက်ကြွပွဲရာမျိုးလွင်ပြန်ဝဲ၍နေလေသည် ထွက်စေဟေ့ထွက်စေဟေ့ပရိသတ်အားလုံးနောက်ဆုံးထုံတို့ဝိုင်းအော်ဟေကြသည်ထွက်စေဟေ့ထွက်စေဟေ့ဟုဝိုင်းအော်ပေးကြသည့်အတန်တို့သည်လဲသမားများအားကြွရွာ၍ထလာစေသည် ခလေးတွေဝိုင်းអော်ကြသည့်အတန်များပါ လေထဲတွင်တန်သေးတန်ကြောင့်တုံရီ၍ညှက်ထွက်လာလေသည်လှနွယ်သည်မိမိကို မောင်သိန်းအဖက်မလုပ်ပုံကိုစဉ်းစားတွေးတောလာလေသည် ငငယ်ကလည်းကစားပေါ်ကစားပဲဖြစ်သည်ရက်ခိုးရှင်းလင်းပြန်ပြီးမှ အမူအရာတစ်မျိုးတစ်ပုံပြောင်းလဲသွားပုံကို မတွေးတအောင်ဖြစ်မိသည် လူတွေအော်ဟစ်နေကြသည့်အတန်များမှာစိတ်ကူးလွန်နေ၍နားထဲသို့မဝင်တစ်ချက်ဝင်တစ်ချက်ဖြစ်နေရမှသတိရပြီးထွက်စေဟေးထွက်စေဟေးဟုအော်လိုက်ရလေသည်လှဲနှောင်းတွင်စိုက်ထားသည့်ရောင်စုံပဝံအလံများသည် တလူလူရမ်းလွင်ကလှဲပေါ်ကလူများ၏ခေါင်းပေါ်တွင်ဝဲလျက်နေလေသည် နွားများသည်လဲကုန်မောလျက်တတင်းတင်းခြူတံပေးကဒုံဆွဲ၍ပြေးကြလေသည်သုံးတော်ကြော်တဲ့ဒိုဇဘာမထွက်စေလားထွက်စေလားဟူသောတံပြိုင်တံတို့သည်ကြဲကြဲလောင်လောင်ကြီးပေါ်ထွက်လာပြန်လေသည် သို့သောထိုခဏညီညာဖျားဖျားတီဆိုသွားသောတန်ချက်ကို ထွက်စေဟေးထွက်စေဟေးဟု အော်ရမိအစားအတန်တခုက ဝင်၍ဖြက်လိုက်လေ၏ထိုအတန်မှာခက်ကြက်ကြက်ခက်ကြက်ကြက်ဟူသောအတန်ဖြစ်လေသည်ခက်ကြက်ကြက်ခက်ကြက်ကြက်ထိုသူတို့ကစိတ်ထဲတွင် ဖြစ်ပေါ်နေသော ခံစားမှုကိုနှုတ်မှဖွင့်၍လှိဟလိုက်အံလက္ခဏာရှိလေသည် စဘာအထွက်ဆုံနေခြင်းကိုခန့်ကျက်ကျက်ခန့်ကျက်ကျက်ဟုဖွင့်ထုတ်ကြီးတွားတံဖြစ်လေသည် ထိုအတန်တွင်အဖိအနှိမ်မလိုကင်းကြသည် ရွင်းရော်ဆုံမီးနေသည် မြေရှင်သွေးဆုပ်စနစ်ကြီး၏လွှမ်းမိုးမှုအဖြစ်ဆိုးကိုလဲသမားများတော်လန်ရန်ခက်ခဲပြီးခြင်းဖြစ်ကြောင်းပြနေလေသည်လာရောက်နာဆင်အားပေးသူ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ုံးမကြီးမှာတင်းတဲ့အကြောင်းအရာလေးကိုဖတ်ပေးတာအမှားရင်းများပါလို့ရှင်လို့ရှင်အားလုံးကို တောင်းပန်ပါတယ်ရှင်နားလည်ခွင့်လို့ပြကြပါခါမှမကြားမှုတဲ့အရာမို့လို့ရမ်းပြီးတော့ဖတ်ပေးလိုက်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။